ရှမ်းကန်တာလို့မှာပါစအောက်တိုဘာနောက်ဆုံးရက်31ရက်နေ့2025ခုနှစ်ဒီနေ့လူမြတ်ကျော်ရဲ့တင်ဆက်မှုမှာအဓိကဆွေးနွေးစရာတွေတော်တော်များများရှိနေပါတယ်ဒီနေ့လေးစောက်ခွာသွားပြီ PDF တက်တယ်ဝင်ရောက်နေရာယူတယ်ဆိုတဲ့သတင်းတွေတဲ့ထွက်ပေါ်နေတယ်လို့မိုးကုတ်မြို့ရဲ့အခြေအနေဟာမြမပြည်သူလူလူတရက်လုံးရဲ့ ကြားထဲမှာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုဖြစ်ရှိလာနေပါတယ်။မိုးကုတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးဒီကနေ့ရတဲ့သတင်းတွေအများဆိုရင် MDY PDF မြင်းကျန် blood type ကမိုးကုတ်ပတ်ကဖမိုးကုတ်ပြူဟာအဆရှိတဲ့တက်တွေဟာမိုးကုတ်မြုပ်ကိုကာကွယ်မယ်ဆိုတဲ့သတင်းစကားမျိုး ရရှိတာပါတယ်။ဓာတ်တူမှာ MDY PDF က တက်သားတက်တီခေါ်ယူပါတယ်တော်လန်ရေးကိုတကယ်ဆင်နွှဲမယ်အမိညမာနိုင်ငံတော်ကိုဂါအကွဲမယ်နိုင်ငံတော်တက်တီစောက်မယ်ဆိုရင်ကြိုးစားပါတယ်ဆိုတော့ MDY PDF ကဒီညနေနောက်ဆုံးထုတ်ပြန်ချက် တခါမိုးကုတ်ဗျူဟာမိုးကုတ်ပတ်ကဖရီကလည်းဂင်းကွာနေသောရဲဟော်ကြီးအမြန်လာရောက်ပြီးမိုးကုတ်မျိုးကိုကာကွယ်ပေးဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ ညင်ညာချက်တွေထွက်ပါတယ်အဲ့ဒီအရှိမှာတော့ပြည်သူလူနဲ့အတူမိတို့သိမ့်ပိုက်စုံမှုထိမ့်ချုပ်ထားသောနေရာများကိုဥစွေးဆံမြေကာကွယ်သွားမြည်ဆိုတဲ့ညင်ညာချက်တွေထွက်ပေါ်ခဲ့ပါတယ်တရားနယ်လီဟာဘိုးကုတ်မိုးမိကိုတရုတ်ရဲ့သဘောတူညီမှုနဲ့ဖိအားပေးမှုကြောင့်စစ်တပ်လက်ထက်ကိုပြန်အပ်မဲ့အချိန်တရားဝင်ညင်ညာလိုက်တဲ့အချိန်မှာ ကျွန်တော်တို့စိတ်နှလုံးတွေချွတ်ချုံကြခဲ့ပါတယ်ဒါပေမဲ့မကြပါဘူး MDY PDF ကျင်ညာချက်ထွက်လာတယ်မြင်းကြံ blood type ကကျင်ညာချက်ထွက်လာတယ်မိုးကုတ်ပြူကကျင်ညာချက်ထွက်လာတယ်မိုးကုတ်ကိုကာကွယ်မယ်ဆိုဒီချီနီတွေဟာတာမန်ကြည့်ရင်တော့မိုးကုတ်မြုပ်ကို PDF တွေကာကွယ်မယ် စစ်တပ်ကိုပြရမပေးဘူးလို့ယူဆကြရှိပါတယ်။တာမန်အပေါ်ယံလေးပေါ့။တကယ်နက်နက်ရှိုင်းရှိုင်းကြည့်မယ်ဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရကိုစာမွေးစစ်တဲ့ပွဲလို့လေပြောလို့ရတယ်လို့တရုတ်ကဖိအားပေးပြီးတရားနယ်လေးကိုစုတ်ခိုင်းတယ်စစ်တပ်လက်တွေပြတ်အပ်ခိုင်းတယ်ဒါကိုကျွန်တော်တို့ PDF တီကမပေးနိုင်ဘူးကွာငါတို့ကာကွယ်မယ်ဆိုတဲ့အခြေအနေဟာတရုတ်ကို အန်တူပြီးတော်လန်စစ်ကိုဆင်နွဲမယ်လို့ကြီးညာလိုက်တာမျိုးပါအင်မတန်ကိုအကဲဆက်ပါတယ်အင်မတန်ကိုစိုးရင်စရာကောင်းတဲ့အခြေအနေကြီးတည်ရပါမိုးကုတ်မြို့ကိုကာကွယ်မယ်ဆိုတဲ့နေရာမှာတချို့ရေးသားချက်တွေမှာဘလောက်တောင်းခံနိုင်မလဲ DNL လို့အင်အားကြီးတက်ဥမာအဖြစ် ဟိုလက်နက်အင်အားလူအင်အားကောင်းတဲ့တက်တောင်စုတ်ပေးရတဲ့ကိစ္စမှာ PDF တက်တွေကာကွယ်နိုင်ပါမလားဆိုပြီးတော့ PDF တွေကိုစိုးရင်စိမ့်နဲ့စိတ်ပူနေကြတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုပြောချင်တာကမနေ့ကကောမလီတခုကြော်တေချာဖတ်လိုက်ရပါတယ်တော်တော်ရှိတယ်အကိုတို့ကလိုင်းပေါ်မှာပဲပြောမှာလားတကယ်လက်နက်ကန်ပြီးတိုက်ပွဲဝင်မယ်ယူနီဖောင်းဝတ်ပြီးဝင်မယ်ဆိုရင်ရောဝင်မှာလားတဲ့ ျွန်တော်တကယ်စိတ်ထဲမှာယုံကြည်လေးစားလို့မိတာပါတယ်အင်တာနက်စာမျက်နှာတွေပေါ်မှာပဲအကိုတို့က YouTube ပြောပြီးဒီဒေါ်လာရေးကိုဖျက်တမ်းပါလားသူ့မိကုံအယံကောင်းပါတယ်ဒီလို comment မျိုးဒီလိုမိကုံမျိုးကိုလက်ရှိ YouTube မှာသတင်းစကားပြောနေတဲ့ channel တွေအမြောက်အများရှိပါတယ်အဲ့ဒီ channel တွေအမြောက်အများမှာတွားပြီးမေးစီခြင်းနေဗျခြေကောင်းလက်ကောင်းတွေတန်တန်မာမာတွေတိုက်ပြီးတော့တကယ်လိုရရင်တိုက်ပွဲဝင်ပါလား လာမျိုးပေါ့ကျွန်တော်ကမီးတော့ကျွန်တော်ကဖြီးစရာရှိတာပါလေဖြီးစရာရှိလာတော့မြမြကျော်ကြီးမင်းကတကယ်တိုက်မယ်ဆိုတိုက်ပွဲဝင်ပါလားဆိုတော့ဝင်ချင်တာပေါ့ဗျာတိုက်ချင်တာခန့်ညားလာတော့တော်လန်ကြီးဝစ်စုံကြီးကိုဝစ်ပြီးမောင်းမြန်ကိုကင်ကစစ်အုပ်စုကိုခြိမုံချင်တာတို့တော့အချိန်ဤအချိန်ခါကာလဒေတာလူပုဂ္ဂိုလ်ဘယောက ဒါတွေကိုချင့်ချိန်တွက်ဆပြီးလောက်ကင်ဆောင်ရွက်ရတာရှိပါတယ်ကျွန်တော်2015 16ခုပေါ့ဗျာအဲ့ဒီကာလတွေတုန်းကအလုံသမားတပိတ်မောက်တဲ့ကာလအခင်းချင်းလေးကိုကျွန်တော်ပြန်တတိယမိတယ်စက်ရုံကြီးတရုံမှာအလုံသမားပေါင်း6000လောက်တပိတ်မောက်ကြတယ်တပိတ်မောက်တဲ့အချိန်မှာတကယ်တပိတ်နာလာမောက်တဲ့လူက၄00လောက်ရှိပြီကျန်တဲ့2000ကတပိတ်မမောက်ဘူးတပိတ်မောက်တောင်းဆိုချက်ကဥပဒေပါအလုံသမားအခွင့်အရေးများကိုပေးရန်တောင်းဆိုတယ် နော်အဓိကကတော့တလောက်ကို3000လောက်ဘောနက်တိုးပေးဖို့တောင်းဆိုတဲ့အချိန်ပေါ့အဲ့တော့ကျွန်တော်တို့သပိတ်မှောက်ကြတဲ့အခါမှာသပိတ်လာမမှောက်ပဲအချောင်ခိုးတဲ့လူရန်စားတရက်ကတော့တတ်တတ်ရှိတယ်အဲ့ဒါဟာဒီတော်လန်ရေးမှမှမဟုတ်ဘူးတော်လန်ရေးမဖြစ်ခင် အာနာမသိမ့်ခင်တဲကူကမြမပြည်သူလူလူရဲ့ကြားထဲမှာ အချောင်သမားလူရန်စားရှိကိုရှိအဲ့ဒီသပိတ်မှလာမမှောက်တဲ့ လူတွေကဆက်ယုံကိုကြောက်တလို့လို့အလုတ်ပြုတ်မှာကြောက်တလို့နဲ့တကယ်ကိုစွန့်လို့ပြီးသပိတ်မောက်တဲ့လူတွေအခွင့်ရေးပေးရရင်တော့တို့အတူတူခံစားရမယ်။မရရင်လည်းတို့ကဆက်ယုံကမညုံညင်ဘူးဆိုတော့အလုတ်မပြုတ်ဘူး။ဒီလိုစိတ်ကူးမျိုးနဲ့နေတဲ့လူတွေညီမပြည်သူလူတွေမှာအများကြီးရှိတယ်။အဲ့တော့အဲ့လိုမောက်နေရင်လည်းရက်ကကြာလာတဲ့အခါကျတော့အဲတရက်၂ရက်၃ရက်၄ရက်၅ရက်ကြာလာတယ်။သပိတ်မောက်တဲ့ကာလအတွင်းမှာလည်းတိုက်ပွဲတစ်ပွဲတိုက်ရတယ်လို့ပါ သမင်းရင်ချက်တဲ့လူကချက်ပကံဆေးတဲ့လူကဆေးနော်ဒီယုံတွေကိုစာသွားတင်တယ်ဥတီချောင်းရတိုင်တန်းတဲ့လူတွေကတိုင်တန်းတပိမ့်မောင်ကျွေးကြော်တန်းတွေကိုမပြတ်ကျွေးကြော်တာကကျွေးကြော်ဒီလိုသူ့ရဲ့အကန့်လိုက်အကန့်လိုက်အကန့်လိုက်နေတာဝန်ယူပြီးတိုက်ပွဲကိုဆင်နွှဲရတာဖြစ်ပါတယ်ဒါကိုတော်လိုင်းင်းနဲ့အလားသဏ္ဍာန်တူတဲ့ကိစ္စရက်ကိုကျွန်တော်ပြောချင်တာကပကံဆေးတဲ့နေရာမှာနေတဲ့လူကပကံဆေးတဲ့အလုပ်ကိုလုပ်ရပါမယ်ဒီတပိမ့်မောက်တဲ့ တပိတ်မောက်လုံးသမားတွေစားဖို့တောက်ဖို့ချက်ပြုတ်တဲ့လူတွေကချက်ပြုတ်နေရပါတယ်။ကျွေးကြော်တဲ့လူတွေကကျွေးကြော်တယ်လို့ဥပဒေအကြောင်းအရတိုင်ကြားဖို့စားဖို့တဲ့လူတွေကစားဖို့တိုင်ကြားလို့ကြပါတယ်။တရင်ဝါရာဖြန့်ချီရေးအတွက်ကျွန်တော်တို့စက်ယုံတပိတ်မောက်နေပါပြီဆိုတော့တရင်တင်ဆက်မှုဖြန့်ချီမှုတွေလုပ်တဲ့လူတွေလည်းလုပ်နေတယ်။ပြောလို့တော့ကသူ့အပိုင်းနဲ့သူ့တာဝန်နဲ့သူလုံနေကြရတာရှိပါတယ်ဒါကိုလည်းနားလည်ပေးစေချင်ပါတယ်ကာလတစ်ခုမှာတော့ကျွန်တော်နိုင်ငံလုံးဆိုင်ရာ မဟာမိတ်တော်လည်းတပ်ပေါင်းစုကိုကျွန်တော်စတင်ကျွန်တော်တို့အတူပေါ့ဗျာကျွန်တော်တို့ရဲဘော်မိတ်ဆွေတွေနဲ့အတူစိတ်တူကိုယ်တူရွေချက်တူယုံကြည်ချက်တူသူတွေနဲ့အတူအကျိုးစီးပွားတစ်ခုမှမပါပဲကိုယ့်ကကိုယ်စိုက်ပြီးတော်လိုင်းကြီးအောင်လို့စိတ်နဲ့ဆောင်ရွက်ခဲ့တာကိုအလုံးသိတာသိကြပြီဖြစ်နေပြီအဲ့ဒီ NRA ဆိုရဲ NRA ဟာမကြခင်တက်တော်ကို န်အရီရဲ့မိခင်တက်တော်ကိုတိဆောက်ဖို့ကြိုးစားနေတယ်ဆိုတာလေအားလုံးသိပြီသားဖြစ်နေမယ်။အဲ့ဒီတက်တော်တွေစီကျွန်တော်အရောက်သွားဖို့စီစဉ်ထားရည်ရှိပါတယ်။ဘဇက်ကပြောမနေတော့ဘူးအလုံးနဲ့တက်တည်ပြဖို့မကြခင်ကာလတွေမှာလူမျက်ကျော်ဟာခင်ဗျားတို့မြင်ကျင်တဲ့တော်လိုင်းရဲဘော်တယောက်ဖြစ်လေမြင်ရပါလိမ့်မယ်။ကျွန်တော်တရင်စကားပြောရင်အားလုံးသိပြီသားပါကျွန်တော်တည်င်းပြောနေတာမဟုတ်ဘူး။ကျွန်တော်တော်လိုင်းကြီးလုပ်နေတာ ကျွန်တော်ပေးကျင်တာဟာတန်ဖိုးအသိစိတ်ဖြစ်ပါတယ်သတင်းပြောတဲ့လူတွေအများကြီးရှိတယ်သတင်းတင်တဲ့ page တွေအများကြီးရှိတယ်တကူးတကသတင်းတွေ like ပြောနေစရာမလိုဘူးနော်အဲ့တော့သတင်းကိုအခြေပြုတဲ့သုံးသက်ချက်ကျွန်တော်ပေးကျင်တာတန်ဖိုးကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့တမိုင်းတစ်လျှောက်မှာတိမြင်နားလည်မှုတွေနဲ့ပေါင်းဆက်လက်ရှိအခြေအနေကိုသုံးသက်ပြီးစေတနာမှန်မှန်ယူယူတတနဲ့ပြည်သူလူထုကိုအတိတရားတစ်ခု တော်လန်အတွေးခေါ်ရရစီခြင်းတယ်ဂျိုဒင်ခံမန်းတွက်ဆလို့ရစီခြင်းတယ်ဆောင်းရရှောင်းရသိစီခြင်းတယ်ကျွန်တော်ဘယ်တော့အခါမှလူကြိုက်များအောင်လိုက်မပြောခဲ့ဘူးဆိုတော့အားလုံးသိပါတယ်အမှန်ကိုအမှန်တိုင်းအမားကိုအမားတိုင်းကျွန်တော်ပြောလို့ရနိုင်တဲ့အကန့်အသတ်တွေကကျွန်တော်ရအောင်ပြောပါတယ်။ဆိုလိုတာကဘာလဲဆိုတော့လက်ကုတ်တန်မချူပါဘူး။လူကြိုက်မြောက်အောင်မလုပ်ပါဘူး။ကျွန်တော်ယုံကြည်ရအောင်အခုကျွန်တော်လုပ်နေတာပ ကျွန်တော်ယုံကြည်ရကိုသာကျွန်တော်တသက်ပလုံလောက်ခဲ့ပါတယ်ဆိုတော့အဲ့ဒီတပိတ်မောက်ကလာလေးပြန်ဆက်ရအောင်အဲ့တော့တပိတ်တွေမောက်လာတော့တပတ်တန်ဒီနှစ်ပတ်တန်ဒီကြာလာတယ်အလုံသမားယုံမှာသွားပြီးညှိနှိုင်းကြရတယ်ညှိနှိုင်းကြတဲ့အချိန်မှာဆက်ယုံပိုင်ရှင်ကလည်းအချိန်အမျိုးမျိုးစွဲတဲ့အခါမှာတပိတ်မောက်ပါတယ်ဆိုရယ်လူတွေကနေဘာတွေပြောလာလဲဆိုတော့ဒီတပိတ်ကဘယ်တော့ပြီးမှလဲကိုမြတ်ကျော်တဲ့ဒီလိုမေးလာတာကြားဘူးပါ ဆိုတော့ဒီတပိတ်မောက်တာကိုကျွန်တော်ကအခမဲ့သွားကူညီတာနော်အလုံသမားတပိတ်ကိုမိသည့်အခွင့်အရေးမိသည့်အကျိုးခံစားခွင့်မှာမရှိဘူးလိုလဲမလိုချင်ဘူးဒါပေမဲ့သူတို့အကျိုးအတွက်သူတို့ရဲ့ရပိုင်ခွင့်တွေအတွက်ဥပဒေဘောင်တွေကရောဥပဒေဘောင်အပြင်ကရောတပိတ်မောက်တာရောနီလန်းပေါင်းစုံနဲ့ကူညီရာဒါကိုတိုက်ပွဲချလာတာနဲ့အမြဘယ်တော့ပြီးမှာလဲမပြီးနိုင်ကြဘူးလား ဒီလိုမပြီးသေးရင်ဘလို့လုံးမှာလဲဆိုတဲ့တပိမောက်လုံတမားရီကိုယ်တိုင်မေးတာကိုကျွန်တော်ကြုံမှုပါတယ်ဒါနဲ့ဒါနဲ့ထက်တူကျွန်တော်ဒီတော်လန်ရေးကိုကျွန်တော်ဖတ်နေရှင်ကြည့်ပြီးတော့အခုလေဒီတော်လန်ရေးမှာမပြီးသေးဘူးလားဘယ်တော့ပြီးမှလဲမင်းတို့ကလည်းကွာပတီယန်နယ်လေးကစုပ်သွားပြီဘလို့လုံးကြတော့မှလဲဒီလိုလူတွေအများကြီးတော်လန်ရေးသမားတွေထဲမှာလည်းရှိနိုင်တယ်လို့ ခုနပြောတဲ့တည်းမှာတော်လိုင်းကြီးတပိတ်တော့မမှောက်ဘူးအခွင့်အရေးရရင်လိုချင်တဲ့အချောင်သမားတွေကလည်းအဆင်သင့် ရှိပါတယ်နောက်တစ်ခုကအရန်အရေးကြီးတာကတော်လိုင်းကြီးကိုလုံသမားတပိတ်တခုနဲ့ရှင်ပြီးတော့မြင်ကြည့်ကြည့်မြင်ကြည့်ဥဆောင်မှုအခန်းကဏ္ဍတွေတိုက်ပွဲဝင်မှုပုံတံနီးနာတွေဟာအင်မတန်အရေးပါတာတွေ့ရတယ်ဆိုတော့ဒီတော်လိုင်းကြီးမှလည်းဒီတိုင်းပဲလက်ရှိအချိန်ဆိုရင် အချောင်နေတဲ့လူရန်စားကြီးတည်းရဲ့အခွင့်အရေးရတော့သူတို့ပါယူမှာနော်နောက်တစ်ခုကတော်လိုင်းကြီးလုံနေတဲ့ကျွန်တော်တို့အပါအဝင်မလုံနေတယ်ဘယ်တော့ပြီးမှလဲဘယ်တော့ပြီးမှလဲဆိုတာမျိုးတွေလည်းတွေ့ရပါတယ်အဲ့တော့ကိုပိုင်းပါဝင်သပိတ်မောက်တဲ့သူတွေတော့တိုက်ပွဲတစ်ခုရေရှည်ကြာမြင့်လာရင်စိတ်ထဲမှာမချစ်တင်ခဲ့မယုံကြည်တော့တာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကအလုရှင်ကနီလန်ပေါင်းစုံနဲ့ဝါရဖြန့် အလုရှင်ကိုစစ်တက်နေရမှာထားကြည့်လိုက်ဒီလိုပဲစစ်တက်ကဝါရဖြန့်တယ်အလုသမားတပိတ်တဲကို Facebook ကနေစာရီဝင်လာတဲ့တပိတ်မောက်အလုသမားတွေကိုအလုကထုံမယ်တဲ့ငါတို့ဘလို့လောက်ကြမှာလဲဒါရီနဲ့ပြဿနာတွေဖြစ်တာတွေအများကြီးအဲ့တော့ခုပဲအခုအခုဒီလိုပဲစစ်တက်ကလည်းဝါရဖြန့်တယ်ငါတို့နိုင်နေပြီတီဘောရပြီနောင်ချိုရပြီအဲမိုးကုတ်မမေ့ကိုပြန်ပေးရတော့မယ်အဲ့ဒီမှာအလုံသမားတူတွေမှာပြဿနာတွေအများကြီးဖြစ်တယ်။အမေတွေကအိမ်ပြန်ခေါ်တယ် ဒီလိုအခြေအနေမျိုးကြီးလို့ပေါ့ဗျာတော်လိုင်းကြီးဒီလက်ကြာလာတာနဲ့အမျှပြဿနာတွေများလာတယ်အစုအဖွဲ့တွေများလာတယ်တော်လိုင်းကြီးပေါ်မှာယုံကြည်မှုအားနေလာတယ်တွေ့ဝေတန်တရားဖြစ်လာတယ်တစ်ဖက်ကစစ်တကသက်ရှုဝါရဖြန့်မှုရဲ့ကြားထဲမှာယုံမားတန်တရားတွေဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ခင်ဗျားတို့မှာရွေးချယ်တရားရှိတယ်အခုမျိုးပြမှာနေတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုကိုကြည့်တဲ့လူပဲဖြစ်ဖြစ်က ော်လိုင်းမပါတော့ဘူးကွာမလုပ်တော့ဘူးကွာငါငါအေးစိနေမယ်ရတယ်ဘာမှမဖြစ်ဘူးဖုန်းထဲက data လေးတွေပါတယ်ဖြတ်လိုက်မယ်ငါကိုပုံမှန်ပဲအလုပ်လေးသွားမယ်လာမယ်ရတယ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့သူတွေဥပမာကျွန်တော်တို့လူပေါ့တော်လန်အတွေးခေါ်တွေတော်လန်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်စစ်တပ်ကိုရှုတ်ချဝေမှန်တိုက်ခိုက်နေတဲ့တိုက်ပွဲဝင်နေတဲ့သူတွေကရွေးချယ်စရာမရှိဘူးတော်လိုင်းကြီးမှလွဲအခြားမရှိကျွန်တော်တို့ကယုံကြည်ချက်နဲ့တိစောက်ထားတာလို့ပြောခဲ့ပြီးသားဖြစ်တယ်လို့ ခမားတို့ကိုလည်းယုံကြည်ခြင်းနဲ့တော်လိုင်းကြီးကိုဆင်နွှဲစီခြင်းတာအခု DNL ဆုတ်သွားတယ်မိုးကုံမှာ PDF တွေတိုက်ပြီ PDF တွေကာကွယ်ပြီဒီပေါ်မှာယုံကြည်ပါကျွန်တော်တို့ဖေးမှမယ်နှွေးထွေးရမယ် MDY PDF ကြီးညာချက်ထုတ်တယ်မိုးကုတ်ပကဖမိုးကုတ်ဖြူဟာမြင်းကျန်ဘလတ်တိုက်ကကြီးညာချက်တွေထုတ်ပြီးမိုးကုတ်မြုပ်ကိုကာကွယ်မယ်ဆိုပြီးတော့ထုတ်ပြန်တယ် ကျွန်တော်တို့အရန်အော်ပြန်ပြီးတော့စိတ်ခွန်အားဖြစ်စေအဲ့ဒီကနေကျွန်တော်တို့နိုင်ငံလုံးဆိုင်ရာမဟာမိတ်တပ်ပေါင်းစု NRA ကလည်းမကုတ်မြို့ကိုကာကွယ်မဲ့ PDF တပ်တွေကိုလေးစားအသိမပြုကြိုးစိုးကြောင်းကြေညာချက်ထုတ်ပြန်ပါလိမ့်မယ်တသားရေးရှိကြောင်းထုတ်ပြန်ပါလိမ့်မယ်နိုင်တဲ့ဘက်ကကုမယ်လို့ထုတ်ပြန်ပါလိမ့်မယ်ဒီအချိန်นี่ဟာစာမွေးစစ်နေတာပါတရုတ်ကိုအန်တူပြီး main ပြောတဲ့အတိုင်းငါတို့မလုံနိုင်ဘူးလို့စပြီးစိန်ခေါ်တဲ့ပွဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ညီညွတ်ကြရပါလိမ့်မယ်။နှွေးထွေးဖေးမှအတုလက်ချင်းချိတ်ခြင်းပဲချင်းအခါတော်လန်ကြီးတိုက်ပွဲကြီးဆင်နွေရပါလိမ့်မယ်။ဒါဟာကျွန်တော်တို့အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့တစ်ဖက်မှာလည်းအခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကိုချီကိုလက်နဲ့စီမံပိုင်ခွင့်ရတဲ့အခြေအနေမျိုးရရှိရလို့လေမှတ်ယူလို့ရပါတယ်ဆိုတော့ကတစ်စင်းစက်ခွန်ပထမလိုင်းနဲ့ဒုတိယလိုင်းကာလရွှေထီးစောင်းတဲ့ကာလတွေကိုပြန်ကြည့်မယ်ဆိုရင်အကယ်၍သာတစ်စင်းစက်ခွန်လိုင်းမှာပြင်ဦးလင်ကိုတိမ့်မိတီလာကိုတိမ့်ရင်လက်နက်ချမဲ့တပ်တွေအများကြီးပဲကျွန်တော်ဒီနေ့မကွေးကတော်လိုင်းကြီးကိုထဲထဲဝင်ပါဝင်တဲ့ လူတယောက်နဲ့စကားပြောပြတယ်တတိုင်းပြည်လုံးဟာလေဒစင်နဲ့ဆက်ခွန်တော်လိုင်းရေးပထမလိုင်းဟောဒုတိယလိုင်းဟောဟာစစ်တပ်ဂျေဘွားဆုတ်ပြတ်တက်ပြီးစစ်ရှုံးပြီလို့တတ်မှတ်ထားတာတတိုင်းပြည်လုံးအုံးထအောင်ဒီစစ်တပ်ဒီကအမြင့်ပြတ်ပြီဆိုတဲ့စိတ်နဲ့အကုန်ပုတ်ဩခဲ့ကြတာဒစင်နဲ့ဆက်ခွန်လိုင်းဝင်လာတဲ့အချိန်မှာပြင်းဦးတွင်နဲ့မိထီလာကိုတိန် မကွေးကဆင်းလာမဲ့တက်တွေမကွေးမှာရှိတဲ့ PRA မကွေး ADPI မကွေးအစရှိတဲ့တက်တွေကမကွေးကပ္ပစားတွေကိုစီးပြီကပြီမကွေးအဆက်ကြောတွေမှာအာခတ်တက်တော့ AE ကဝင်လာဟမ် TNL MDY PDF ပူပေါင်းတက်တွေကပြင်ဦးလေးကိုသိတဖက်မှာမိတ္တီလာကြောကိုနင်းပြီးမြင်းကြံတက်တွေကမန္တလေးကိုထောက်ပြီးမန္တလေးကိုစစ်ပြင်စစ်ဆိုင် တပတ်မှာကယူရင်တက်တွေကပင်လောင်းလောင်းမှာထောက်ပြီးနေပြီးတော့ကိုကာပြီးပိတ်တာစစ်တပ်ဖောက်ပေါက်ပိတ်ပြီးစစ်ရှုံးပြီလို့အလုံးကတွတ်ဆသလိုဖစစ်တပ်ရဲ့အကြမ်းဖက်လက်နက်ကင်တက်တွေတပ်ဖွဲ့ဝင်နေမိတီလာတကြောမှာဆိုရင် PDF တွေဝင်လာတာနဲ့လက်နက်ချမယ်ဆိုတော့တက်တွေတန်းစီနေတာနောက်ဆုံးတနက်ကင်ဝင်လာတဲ့ဝရင်တို့ကင်ဝင်လာတော့လက်နက်ချမယ်တက်တွေအများကြီးတန်းစီနေတယ် ဒါပေမဲ့ကျွန်တော်တို့ဒီအခွင့်အရေးကိုဆုံးရှုံးခဲ့ရတယ်။အဲ့ဒီကာလာတော့ကရွှေတီးဆောင်းနာကိုပြန်ပြောရင်ဒီပွဲပြီးပြီဒီစစ်တပ်တကယ်အမြင့်ပြတ်ပြီဒီကာလာမှာဆိုပြီးအာလုံးတောင်းတောင်းဖျားဖျားအုပ်အော်တောင်းနေတတိုင်းပြည်လုံးဖြစ်ခဲ့ကြတယ်။ဒါပေမဲ့ဒီဆံဝဲမှာမြို့သားညီညွတ်ရေးအစိုးရမဖြေနိုင်ခဲ့ပါဘူး။ကရင်နီနေတဲ့တလေးလုံးစစ်စင်ရေးကိုပါဝင်ဆင်နွှဲသလိုဂျန်နဲ့တိုင်းသာတက်တွေနဲ့ တချို့တက်တော်တော်များများမြို့သားညီညွတ်ရေးအစိုးရအောက်ကတက်တွေအကုန်လုံးအသင့်ပြင်စစ်စင်ရေးအရာအသင့်ပြင်ဆိုတဲ့အနေထားတော့မလုပ်ခဲ့ကြတာတွေ့ရပါတယ်ဒါအပြစ်ပြောတာမဟုတ်ပါဘူးဒီခွင့်ရေးကြီးကိုလက်လွတ်သွားရလိုက်တဲ့အတွက်ဒီတချီမှာစစ်တပ်ဟာနလန်ပြန်ထလာပြီးပြည်သူစစ်တွေတရုတ်ရဲ့အကူအညီတွေရယူပြီးကျွန်တော်တို့ခါလေကဖျက်ပြီး မညာပြီးအထက်ပိုင်းသိမ့်မဲ့စီရီဖြူဟာ project ပြတ်သွားခဲ့တယ်လို့ပဲယူဆလို့ရတယ်။တင်ငန်းစာယူပြီးဒီကမိုးကုတ်ကာကွယ်ရေး project စစ်စီ mission ကြီးမှာ MDY PDF ကိုရံရဲ့ထိတ်ဆုံးစာကြောင်းကြီးညာချက်မှာ MDY PDF ဒီအမျိုးသားညီညွတ်ရေးအစိုးရဤအမိတ်အမိတ်နာခံမှု အဲဒါ COC ထဲမှာရှိတော့တက်ဖြစ်တီလို့အကြောင်းမဲ့ကြင်ညာတာမဟုတ်ဘူးလို့တော့ကျွန်တော်ယူဆတယ်လို့မိုးကုတ်ဖြူဟာဟာလေမိုးကုတ်ပတ်ကဖဟာလေအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကတက်တယ်ဖြစ်တယ်လို့တတ်မှတ်လို့ရတယ်မြင်းကြံ blood tiger MBD တက်ဖွဲ့ရလေမြင်းကြံခရအမှတ်ကိုတက်ရင်ဖြစ်တယ်ဆိုတော့ဒီစာမွေးမှာ NUG ဖြေဆိုလို့အောင်မြင်ပြီးမိုးကုတ်မိုးမိတ်ကိုကာဝယ်ပြီးတက္ကလာ တရုတ်ရဲ့ဖိအားကိုကျော်လွှားနိုင်တယ်ဆိုတာကိုပြသနိုင်ရင်တော့ကျွန်တော်တို့တောင်းတောင်းဖျက်ဖျက်ကြိုဆိုကြရမှာဖြစ်ပါတယ်ချစ်တာတွေမုန်းတာတွေကြိုက်တာတွေမကြိုက်တာတွေအပထား NUG ရဲ့ဝင်ကြီးဝင်ကလေးများကိုဖယ်ထား NUG အောက်ကဖြစ်စီ NUG မအောက်ကဖြစ်စီမြေပြင်တော်လှန်ရေးတပ်တွေတပ်ပေါင်းစုပြီးတော်လှန်ထိုးစစ်ကိုဆင်နွှဲနိုင်မဲ့နီလန်းကို အမြန်ဆုံးရှာဖွေကြဖို့ဒီကာလဟာ အဆုံးဖြတ်ကာလတစ်ခုလို့ပြောလို့ရတဲ့အချိန်မျိုးလို့ပြောရင်အားလုံးကျေးဇူးတင်ပါတယ်